ရွေးကောက်ပွဲရလက်ရှိဖြစ်နေတဲ့အကြက်တဲတွေအတွက်ထွက်ပေါက်တွေများစွာတွေကတခုတည်းသောအကောင်ဆုံးထွက်ထွက်ပေါက်ပဲเนาะဟို one of the best exists ခေါ်တာပေါ့เนาะကျင်းတည်တဲ့ထွက်ပေါက်တခုကျင်းတည်တဲ့ counter ထွက်ပေါက်တခုလို့ပြောလို့ရတယ်ပြည်သူပေးခြင်းတဲ့ message ကတော့ရွေးကောက်ပွဲဟာတိုင်းပြည်တစ်ပြည်မှာလိုတယ်เนาะဒီမိုကရေစီလမ်းကြောင်းကိုတွားမယ်ဆိုရင်ရွေးကောက်ပွဲမရှိလို့မရဘူးဒီမိုကရေစီဟလာဟလာဟို without ဟိုပါပဲ peace ပဲအလားတူပဲ ပစ်မရှိရင်လည်းဒီပိုစီလမ်းကြောင်းသွားလို့မရဘူးဒီပိုလမ်းကြောင်းသွားလို့မရရင်လည်းရွေးကောက်ပွဲသွားလို့မရဘူးအဲ့တော့ရွေးကောက်ပွဲဒီနိုင်ငံမှာအရေးကြီးတဲ့ကိစ္စဖြစ်တယ်ရွေးကောက်ပွဲအောင်မြင်ဖြစ်မြောက်သွားလို့ရှိရင်ပြဿနာတော်တော်များများသည်ခြုံငင်းသွားမယ်သဘောရှိတယ်ဒီကောပေါ်ရလက်ရှိဖြစ်နေတဲ့အကြက်တဲတွေအတွက်ဖက်ပေါက်တွေများစွာတွေကတခုတည်းသောအကောင်းဆုံးထွက်ထွက်ပေါက်ပဲเนาะ ဟို one of the best exists ခေါ်တာပေါ့နော်ကျင်းသေးတဲ့ top out တခုကျင်းသေးတဲ့ counter top out တခုလို့ပြောလို့ရတယ်ပြပြမှာတော့တိုက်ပွဲတွေကဖြစ်နေဆိုတော့1027စတဲ့အချိန်ဆိုက်တော့ဖြစ်တယ်အခုဘယ်မျိုးပွဲရအောင်မှတိတ်နေဆိုတာတိတ်ပြီးတော့မရှိတော့ဘူးလေနော်စစ်ရှင်ကဟိုကြော့ကြလာတဲ့အခြေအနေရှိတယ်နောက်တစ်ခါလဲပုံမှန်တွေကြွပြရင်ဒါလို့တိတ်ပြီးတော့ရှင်းနေမှာသလို constitution ကိုဖတ်ကြည့်လိုက်ပုံမှန်58တို့ပုံမှန်128တို့အဲ့ဒါဖတ်ကြည့်လိုက်ရှင်ရွေးကောက်ပွဲဖြစ်နေမဖြစ်နေကိုဖတ်ကြည့်လိုက် ရွေးကောက်ပွဲဒီကျင်းတွေလုတ်လို့ရတယ်ကျင်းတွေပြအောင်လုတ်လို့ရတယ်ဆိုတဲ့ဘောကအဲ့ဒီမှာသွားပြီးတော့ဥပဒေရသွားပြီးတော့ပေါ်နေပါတယ်နံပါတ်၁ကတော့ခုနကလိုရွေးကောက်ပွဲပြီးသွားတယ်ဆိုတော့ပြည်သူတင်တဲ့အစိုးရဖြစ်သွားပြီအစိုးရဖြစ်သွားပြီဆိုတော့လက်နက်ကိုင်ဖွဲ့စည်းတာဘောက်တော်တော်လာမှလည်းသူဟာဘောက်တော်လာမှလည်းဆိုတော့ဒါနံပါတ်၁ချက်ပေါ့သူတို့ပြီးဆုံးသွားမှတော့မဟုတ်ဘူးသေးဘူးအခုဒီဒီနေ့ပြောပြောနေတဲ့ဇာတ်ရည်ကအခုလုံနေတဲ့အခုလုံမဲ့ရွေးကောက်ပွဲဒီသူကဟိုဟိုပေါ့ ဘယ်လိုခေါ်လဲအကြက်တဲကာလမှာလိုရတဲ့ election ဖြစ်တော့ပြက်တရာတဲ့ပြီးဆုံးမှာမဟုတ်သေးဘူးဒီ election မှာပေါ်လာတဲ့အဆွေကဆက်ပြီးတော့တုံးသွားမှာဒါပေမဲ့ခုနလိုပေါ့တရားဝင်တရားဝင်ပြည်သူရွေးတဲ့ပြည်သူရွေးချယ်တင်မြောက်တဲ့အဆွေကပေါ်လာတယ်ဆိုတော့ဘလူးလူမျိုးကဘာကြောင်းပြကြတဲ့ sanction တွေလုပ်မှာတော့နော်ဟုတ်တယ်မလားဘလူးလူမျိုးကဘာဘာကြောင်းပြနေဘယ်သူ့ကိုသွားပြီးတော့တော်လာမှာတော့ဒါလည်းရှိပါတယ်အဲ့တော့ပြက်တရာရဲ့တော်တော်များများကတော့ ပြည်ရွေးချယ်တင်ပြတဲ့အစိုးရပေါ်တယ်တော်တော်များများကတော့ပြီးသွားမှာတော့အားလုံးတော့ပြီးမှာမဟုတ်ဘူးเนาะအဲ့တော့အဲ့တော့ဂျာကာလာမှာလုတ်တဲ့ပြဿနာဟိုတာမန်ချင်ဖို့တဲ့ဂျာကာလာမှာလုတ်တဲ့ရုပ်ကောက်ပွဲဖြစ်တော့ကျွန်တော်ဆက်တော်လောက်ရလိမ့်မယ်ဒါပြင်တဲ့ရခိုင်နဲ့ဆိုင်တော့အများကြီးပို့ပြီးတော့ပြဿနာတွေနည်းသွားလိမ့်မယ်လို့ထင်တယ်အခုအခုနိုင်ငံတော်မှာတကယ်အဓိကဖြစ်နေတဲ့ပြဿနာနှစ်ခုပေါင်းလိုက်နှစ်ခုပဲရှိတာပေါ့ဟိုတစ်ခုကလုံလုံချုံချုံအကြံပေးဖို့စီတဲ့ကျွန်တော်လူတွေကလုံလုံချုံချုံမရှိကြဘူးလို့ဖြစ်နေကြတာပေါ့ ဒုတိယချက်ကဒါနဲ့ဆက်ဆက်နေပြီးတော့သူတို့ကြောင့်စောင့်နေကြတဲ့တယ်ဒါကမြန်မာနိုင်ငံလက်ရှိဖြစ်နေတဲ့အကြက်တဲ့အဲ့ဒီအကြက်တဲ့ကိုထွက်ရမယ်ထွက်ပေါက်ပေါင်းများစွာတဲ့မှာအခုဒီရုပ်ကောက်ပဲဒီတခုတည်းသောအကောင်းဆုံးထွက်ပေါက်ဖြစ်တယ်ဒီလိုပြောနေတယ်ကျွန်တော်တော်တဲ့အမြင်ကိုပြောမယ်ဆိုရင်ငင်းငင်းကြီးတခုရဖို့အတွက်နံပါတ်၁ကကာကွယ်နဲ့လုံခြုံရေးခန္ဓာခန့်ခန္ဓာအရေးကြီးတယ်ဒါတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးနော်ဘာလို့မှဘာလို့မှမပြောတော့ဘူးဒုတိယပြည်သူပြည်သူကဒီအကြမ်းဖက်မှုကို ဘယ်လိုခေါ်မလဲဟိုမကြိုက်တော့ဘူးပေါ့စိတ်ညစ်သွားကန်စင်းသားကြည့်လေကောင်းမရောကောင်းမစားဘူးကောင်းမသွားဘူးကောင်းပညာမတက်ဘူးဒါတွေကဒီဒီဒီဒုက္ခတွေကနှစ်ပေါင်း80ကျော်ဟိုဖြစ်လာတာပြည်သူတွေကိုယ်တိုင်ကလက်ပခံတော့ဘူးဆိုတဲ့ဥစ္စာတွေဖြစ်အောင်မီဒီယာတွေလိုတယ်ဟုတ်တယ်မလားကျွန်တော်တို့ပါတီတွေလိုတယ်ဒါတွေကပြောပြရမယ်တတိယချက်ကမီဒီမီဒီယာတာလိုတယ်ကြောင်ဝင်စစ်စတဲ့လူတွေအင်ဒိုနီးရှားအာချေးမှာဆိုရင်ဆူနာမီဖြစ်ဖြစ်လိုက်တဲ့အခါကျတော့ဒီတိုက်နေတဲ့ အင်ဒိုနီးရှားအစိုးရနဲ့ဟိုတစ်ဖက်ကလက်နက်ကိုင်ဖွဲ့စည်းနေနောက်ဆုံးကြတော့ဟိုအပြစ်ကတည်းရပ်ပြီးတော့ဒီပြန်နေတူလိုက်တော့တူလို့ကြတယ်အဲ့လိုအဲ့ချိန်မှာဂျာတယ်မှာဖင်လန်ကဝင်ပြီးတော့စစ်သားဆွေးနွေးရေးလုပ်ပြီးဖင်လန်တမရလာဒူတမရပြီးဝင်လုပ်ပြလိုက်တယ်လုပ်ပြီးတော့နောက်ဆုံးမှာဟိုဟယ်ဆင်ကီဟိုဆိုရနာမည်နဲ့ MOU ထုတ်ပြီးညဉ့်ကြီးလုပ်လိုက်တယ်အဲ့မှာသူတို့လက်နက်တွေကိုစွန့်လိုက်တယ်ပါတီထောင်တယ်နောက်ဆုံးအဲ့ဒီဒီအကျန်ဒီဒီအဖွဲ့အစည်းရဲ့လက်နက်ကိုင်အဖွဲ့အစည်းရဲ့ခေါင်းဆောင်အောင်အဲ့မှာဘုကြီးချုပ်လာ ဒေတာအကြီးကဲလာပြီးတော့ဖြစ်တယ်။အဲ့ဒါမျိုးလိုပေါ့။ဟုတ်ဟုတ်တယ်မလား။အဲ့တတိယချက်ကမီဒီယာဂျားဝေပေးရမယ့်မီဒီယာမီဒီယာတွေတယောက်တည်းတော့လကောင်းသူကျွန်တော်ညီမဆိုဘူးအော်ဇာတက်မှာရှိတဲ့ဘာသာရေးအဖွဲ့အစည်းကောင်းဆောင်တွေဒီလိုလူတွေလူတယ်။စတုထအချက်ကတောက်လေးတော့ပေါ့။စတုထအချက်ကဟိုအိန်းနာညနေငံတွေလူတယ်။ဟဲ့။အဲ့ကျွန်တော်ဒီနေရာတိုက်တယ်။ဟိုဘက်ပြန်ကူးသွားရင်ဘယ်ဘာလို့လို့ရတာမလဲ။ကျွန်တော်ပြန်လာတော့သူကသူကလည်းသူ့နေရာသူပြရောက်ကောမရအောင်။ဟုတ်တယ်မလားအိန်းနာချင်းနိုင်ငံရဲ့ဆက်ဆံရေးရေးကြီး ဲ့လိုကျွန်တော်ပြောတဲ့နိုင်ငံတော်ကာကွယ်ရေးတဲ့လူကြီးဒီရဲ့အခန့်ကဏ္ဍနော်ပြည်သူတွေရဲ့လက်မခံတော့ဘူးဆိုတဲ့ကဏ္ဍနောက်ဂျာဝင်စစ်စပ်ပေးမဲ့မီဒီယာမီဒီယာတာတွေရဲ့အခန့်ကဏ္ဍနိုင်ငံဆက်ဆံရေးဒီတော်လေးတော့ပေးလိုက်ရင်ညဉ့်ညာမဝေးပါဘူးကျွန်တော်ကိုယ်တိုင်လည်းတမန်ဦးသိန်းစိုးရလက်ထက်ကလင်းနေလုံးလုံးညဉ့်ညာရေးလုပ်ခဲ့တာပဲနောက်ဒီမှာသူတို့ပြောနေကြကြတယ်ဟလားဟိုဘာလဲ trust to confident building တို့ဒါဒီထက်ကျွန်တော်ကပို့ပြီးတော့အရေးကြီးတာက political will ပြနိုင်ငံရေးဆန္ဒရှိမှုပေါ့ကိုယ်တိုင်ကတနက်ကိုမကန်ကျင်လို့ဒီတနက်ကင်ပြီးတော့တို့လုပ်နေတာအလကားပဲဟုတ်တယ်မလားကိုတိတော့ကိုပြန်ဖြစ်စီတာပဲကိုလိုမျိုးကိုပြန်ဖြစ်စီတာပဲကိုအချင်းချင်းမကိုဒုက္ခပြောင်းတာပဲအပြစ်ထွက်ချင်တဲ့ကိုကဟိုအောက်ကြောက်ကြောက်ဖြစ်နေတဲ့လူတွေပဲဖြစ်နေတယ်ဒီစားတို့နိုင်ငံတို့ဖုဆိုးအဖွဲ့တို့တို့တို့ဒေတာတို့ကြောင့်လုပ်မယ်ဆိုတဲ့အဲ့ political will ဝင်သွားအောင်ဝင်အောင်ခုနပြောတဲ့အချက်လေးချက်နဲ့ ဟုတ်တယ်မလားကာကွယ်နေလူမျိုးကဏ္ဍပြီးဟလာပြည်သူလူထုကဏ္ဍကမီမီဒီတွေကနိုင်ငံစတိုင်းအဲ့လိုလုပ်လိုက်လို့ရှိရင်ရင်းရအဆင်ပြေသွားတာရွေးကော်ပွဲမဖြစ်အောင်ဖြတ်လို့ရှိရင်တပ်မတော်တသလုံးအုပ်ချုပ်မှာပေါ့ဟုတ်လားဟုတ်တယ်မလားတို့လိုချင်တဲ့ဆရာနဲ့ဆန့်ကျင်ရေးဆိုတာဖြစ်ပါဦးမလားဘယ်လိုမှမဖြစ်နိုင်ဘူးအဓိကရွေးကော်ပွဲပြီးရင်အဲ့ဒီရွေးကော်ပွဲမဖြစ်စေချင်တဲ့လူတွေရဲ့အခန့်ကဏ္ဍပျောက်သွားပြီရွေးကော်ပွဲဖြစ်လို့ပြည်သူတွေနဲ့ဆိုတာတက်လာရင် ဘုရားဘု து သွားဒေါ်လာမှာတော့ဒေါ်လာစားလူမရှိတော့ဘူးလေအဲ့ဒါတဘောကဒါကြောင့်ပြောနေတာအဲ့တော့ဟိုဘုကောဘယ်ဟိုမဖြစ်စေခြင်းတဲ့လူဒီဒါတော့ဒါဆိုတော့တမရအုပ်ချုပ်မှုကိုလိုလားတယ်ဆိုတဲ့လူဒီတဘောတက်ရောက်တယ်လို့မမြင်ဘူးလားကဲစဉ်းစားကြည့်လိုက်လေဟိုတော့တမရကသူသူ့ရဲ့ constitution ကြီးက ။ तू ကတောင်ယူရမယ်။ဟဲ့လား။ तू တောင် तू တောင်ယူလို့အကောင်းဆုံးကျွန်တော်တို့လည်းဆိုင်ကိုယ်ပိုင်ပိုင်နိုင်လုံနိုင်တယ်။ तू မှာအားရှိတယ်။ဟဲ့လား။ပါဝါရှိတယ်။အင်အားရှိတယ်။လုံလုံနိုင်တယ်လေ။သူတို့မှားနေတယ်။အတွေ့တွေမှားနေ။အဲ့ဒီပိုင်းတွေအောက်မှာရှိတဲ့လက်နက်ကင်အဖွဲ့အစည်းတွေမှာရှိတဲ့လူငယ်တွေမှာပတ်ပြီးရက်ခတ်တဲ့သဘောဖြစ်တယ်။ဒီသူပေးခြင်းတဲ့ message ကတော့ရွေးကောက်ပွဲဟာတိုင်းပြည်တစ်ပြည်မှာလိုတယ်။နော်ဒီမိုကရေစီလမ်းကြောင်းကိုတွားမယ်ဆိုရင်ရွေးကောက်ပွဲမရှိလို့မရဘူး။ဒီမိုကရေစီဟလာဟလာဟို without ဟိုပါပဲ။ peace ပဲအလားတူပဲ peace မရှိရင်လည်းဒီမိုစီလမ်းကြောင်းသွားလို့မရဘူးဒီမိုစီလမ်းကြောင်းသွားလို့မရရင်လည်းရွေးကောက်ပွဲသွားလို့မရဘူးအဲ့တော့ရွေးကောက်ပွဲဒီနိုင်ငံမှာအရေးကြီးတဲ့ကိစ္စဖြစ်တယ်ရွေးကောက်ပွဲအောင်မြင်ဖြစ်မြောက်သွားလို့ရှိရင်ပြဿနာတော်တော်များများသည်ခြုံငင်းသွားမယ်သဘောရှိတယ်